မခုပြောပြပေးမယ့်သတင်းလေးကအထိုင်းနိုင်ငံမှာရရှိနေတဲ့ကျမတို့မြန်မာနိုင်ငံသားတွေရဲ့ထူးသက်ဆိုင်ပါရှင်။ကျမတို့မြန်မာနိုင်ငံသားတွေဟာဆိုရင်အထိုင်းနိုင်ငံမှာအများကြီးရောက်ရှိနေပါတယ်။တော်တော်များများကအကြောင်းသားဗီဇာနဲ့ပေါ့နော်ဒီအကြောင်းသားအရွယ်လူငယ်တွေဆိုရင်အကြောင်းသားဗီဇာနဲ့ရောက်ရှိနေထိုင်ပြီးတော့ပုံမှန်အကြောင်းမတက်ပေနဲ့တရားမဝင်လို့လည်းလောက်ကင်နေရတဲ့အခြေအနေလေးတခုရှိရပါတော့။အဲ့တော့အဲ့ဒီအခြေအနေလေးမှာအခုဆိုရင်ထိုင်းဆိုရကထုတ်ပြန်လိုက်တဲ့ကိစ္စလေးဟာဒီအခြေအနေကိုများစွာခက်ခဲစေတဲ့ကိစ္စတခုဖြစ်လာခဲ့ရှင့်။ ော့ထိုင်းနိုင်ငံထုတ်ပြတဲ့ထုတ်ထုတ်ပြန်လိုက်တဲ့ဟာလေးပေါ့နော်ကျွန်မရုံစုံဖတ်ပြပါမယ်ထိုင်းနိုင်ငံအစိုးရကအဆင့်မြင့်ပညာရေးသိပ္ပံနဲ့လူမှုကြီးကြပ်ရေးဝန်ထမ်းတာလို့ပူးပေါင်းပြီးတော့တောင်းသားဗီဇာနဲ့ပေါ့နော်တောင်းသားဗီဇာအသုံးပြုပြီးသူတို့နိုင်ငံတရားမဝင်လွတ်လပ်ဖို့ရောက်လာတဲ့သူတွေကိုကာကွယ်ဖို့အတွက်ကိုစီးနင်းတဲ့၅ချက်ကိုထုတ်ပြန်လိုက်တဲ့ရှင့်ဒီចောင်းသားဗီဇာပေါ်မှာထုတ်ပြန်လိုက်တဲ့ကိစ္စလေးဖြစ်ပါတယ်။အဲ့စီးမြင့်တဲ့၅ခုကိုကျွန်မပြောပြပါမယ်နော်။နံပါတ်၁ကဒီចောင်းသားဗီဇာနဲ့ရောက်လာတဲ့သူဆိုရင်အဲ့တက်ရောက်ရမယ့်တင်နန်းရဲ့နာမည်၊တင်ယိုးညွှန်းနှံ၊ကြာချိန်နဲ့တာဝန်ခံစရာတွေကိုရှင်းလင်းစွာပေါ်ပြရမယ်။ နံပါတ်1ကအကျောင်းသားတွေရဲ့ပညာသင်မှုအခြေအနေကိုပုံမှန်စစ်ဆေးမယ်။နံပါတ်3ကအကျောင်းတွေကအကျောင်းတွေအကျောင်းများမှပေါ့နော်။အကျောင်းသားများရဲ့တက်ရောက်မှုကိုအစိုးရကိုလာစဉ်သတင်းပေးပို့ရမယ်။အကျောင်းတွေကပေါ့နော်သူတို့အကျောင်းမှာတက်နေတဲ့အကျောင်းသားတွေရဲ့ report ပေါ့ရှင်ဒီကျောင်းသားတွေတကယ်တက်နေတယ်သင်တန်းချိန်မနက်ချိန်တက်တယ်စသဖြင့်ဒါလေးတွေကိုအစိုးရကိုလာစဉ်သတင်း report တက်အောင်ပါရှင့်နံပါတ်၄ကကြတော့ဒီသတ်မှတ်ချက်တွေနဲ့မကိုက်ညီဘူးဆိုရင်သင်တန်းအစီအစဉ်ကိုဖျက်သိမ်းမယ်လိုအပ်လို့ရှိရင်စုံစမ်းစစ်ဆေးရေးတွေမှာလည်းပူးပေါင်းပါဝင်ရမယ်ဆိုပြီးတော့အချက်၅ချက်နဲ့စီကံတင်ကြလိုက်ပါတယ်ရှင့် ထိုင်းစိုးရအနေနဲ့ထုတ်ပြန်ထားတာကဒီအကြောင်းသားဗီဇာစနစ်ကိုပေါ့နော်ပုံမထိရောက်စွာထိန်းချုပ်ဖို့အတွက်သူတို့ရည်ရွယ်တယ်ဒီစင်းမြင့်စည်းကမ်းတွေကိုပြဋ္ဌာန်းခြင်းအပြင်တဲ့ဥပဒေနဲ့အညီနေထိုင်တဲ့သူတွေအတွက်တော့အနေရမရှိပါဘူးဆိုပြီးထုတ်ပြန်ထားပါတယ်ရှင့်ထိုင်းနိုင်ငံကဒီလိုမျိုးစည်းကမ်းတင်းကျပ်လိုက်ခြင်းအပြင်ထိုင်းနိုင်ငံမှာရှိတဲ့အကြောင်းတွေနဲ့တက္ကသိုလ်တွေမှာကြောင်းတက်နေရမှာမဟုတ်ဘဲနဲ့ကာလတို့တန်တန်းတွေမှာစင်းသွင်းပြီးတော့အကြောင်းသားဗီဇာနဲ့နေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအတွက်အခက်တွေ့စေပြီးဆိုပြီးတော့ရှင်းသားထားပါတယ်ရှင့် ဟုတ်ပါတယ်เนาะတချို့ကចောင်းသားဗီဇာနဲ့ထွက်သွားတယ်ဒါပေမဲ့ចောင်းမတက်ဘူးကာလာတို့တန်တန်းလေးပဲစည်ရင်ပေးထားပြီးတော့ဗောနော်အဲ့လိုမျိုးလေးပေါ့ရှင်ဒါတို့လည်းလှုပ်လို့ရတဲ့အပိုင်းလေးနဲ့လှုပ်ပြီးတော့သူများနိုင်ငံမှာတရားမဝင်အလုပ်လုပ်ကင်နေရတာပေါ့ရှင်ဒီလိုမျိုးចောင်းသားဗီဇာအမြီးကန်နဲ့မြန်မာနိုင်ငံထွက်သွားတဲ့သူတွေကဆိုရင်ဟိုမှာတရားမဝင်အလုပ်တွေလုပ်ကင်နေရတာဖြစ်ပါရှင်ဒီတော့အခုချိန်မှာဗောနော်ဒီလိုစီကံတင်းကျပ်လိုက်ခြင်းရဖြစ်သူများနိုင်ငံမှာကျွန်မတို့နိုင်ငံသားတွေတရားမဝင်တဲ့ဘဝနဲ့အလုပ်လုပ်ကင်နေရတယ်ဒီလူတွေမှာလည်းတို့ရင်ဖွင့်ခြင်းတဲ့အကြောင်းအရာလေးရှိရဲ့ရှင်ဒါလေးကြီးကျွန်မနည်းနည်းလေးပြန်ပြီးတော့မျှဝေပြေးခြင်းပါရှင် ပထမဆုံးမျှဝေပြောထားတဲ့တယောက်ကပေါ့နော်စောက်လို့ရေလောက်သားတူကလည်းပြောထားတာဖြစ်ပါရှင့်ကျွန်တော်တို့လို့တဲ့စားစားလည်းမပြည့်စုံတဲ့သူတွေအတွက်ဒီစင်းမြင့်တက်ကတေချာဖို့ဒုက္ခပေးပါလိမ့်မယ်မြန်မာနိုင်ငံမှာလည်းသူအလုံးမရှိဘူးပေါ့နော်အလုံးမရှိတဲ့အတွက်စစ်ပေးစစ်တန်းကြောင့် तू ကခက်ပြေးလာခဲ့ရတာပါတဲ့အခုချိန်မှာလည်းထိုင်းနိုင်ငံမှာအဖမ်းခံရမှာကြောက်ပြီးတော့ तू ပုံအောင်နေရပါတယ်ဆိုပြီးတော့ရှင်းဖွင့်ထားပါရှင့်ဒါပြင်ကိုဆက်ရုံလုံတမတူကလည်းပြောရှင်းဖွင့်ထားရှိပါတယ်။သူကလည်း ET visa နဲ့လာပါတယ်တဲ့။ဒါပေမဲ့ဒီကိုရောက်တဲ့အခါမှာသူ့ရဲ့မိသားစုကငွေကြေးမတက်နိုင်တော့တဲ့အတွက်အကြောင်းမတက်နိုင်တော့ပါဘူးတဲ့။ဒါကြောင့်ရရအလုပ်ဝင်လုပ်နေရပါတယ်။ အခုလိုစင်ချင်းစည်းကမ်းတွေကြောင့်တဲ့အလုပ်ရှင်တွေကကျမတို့ကိုလစာလျှော့ပေးတာချိန်ချောက်တာတွေလည်းကြုံတွေ့နေရပါတယ်ဆိုပြီးတော့ရှင်းဖွင့်ထားပါတယ်ရှင့်ဒီတော့ကျမတို့နိုင်ငံသားတွေဟာနိုင်ငံရဲ့ခြားမှာပေါ့နော်တရားမဝင်လို့လောက်ကင်နေရတဲ့အခြေအနေလေးတွေကျမနည်းနည်းရှင်းပြချင်ပါတယ်ရှင့်တို့တွေလည်းအခုလိုမျိုးတရားမဝင်လို့လောက်ကင်နေရတဲ့အခြေအနေကတော့မြန်မာနိုင်ငံမှာစစ်ပေးစစ်တမ်းဖြစ်တာကြောင့်လည်းပါတယ်လို့မိသားစုစားဝတ်နေရေးကြောင့်လည်းပါတယ်တချို့ကြတော့လည်းစစ်မှုတွေဥပဒေရှောင်ကျဉ်နေပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ရှင့်ပြီးတဲ့အခါမှာတို့ဟာဆိုရင် ဒီနိုင်ငံမှာလုခလာစာနည်းတဲ့တော့ပေါ့နော်ထိုင်းနိုင်ငံမှာတော့လုလုဖို့အတွက်ကိုဆုံးဖြတ်ခဲ့ရတယ်အဲ့လိုဆုံးဖြတ်တဲ့အခါမှာတဲ့သူကတရားဝင်ပေါ့နော်ဗီဇာလမ်းကြောင်းနေပြီးတော့သွားမယ်ဆိုရင်လည်းအလုပ်ဗီဇာရဖို့အတွက်ဈေးကကြီးမြင့်ပါတယ်ပြီးတော့လုပ်ငန်းရှင်တွေကသူတို့ဆောင်ရွက်စာတမ်းတွေမပန့်ပိုးပေးခြင်းဘောနော်ထိုင်းနိုင်ငံဘက်ကလုပ်ငန်းရှင်တွေကလည်းအဲ့လိုမပန့်ပိုးပေးခြင်းနဲ့အတွက်ဒီလိုမျိုးတရားမဝင်လမ်းကြောင်းနေပြီးတော့သူကထွက်ရတာဖြစ်တယ်လို့ပြောထားပါရှင့်တရားဝင်ထွက်မယ်ဆိုပုစံလဲပိုကုန်ငယ်ပိုလဲခက်ခဲတဲ့ချိန်ကြန့်ကြရစသဖြင့်ဘောနော်အဲ့လိုမျိုးအကြောင်းပြချက်တွေနဲ့သူကတရားမဝင်ထွက်ပြီးတော့လုံလောက်ရတာဖြစ်တယ်တဲ့ဒီတော့ တို့အနေနဲ့အခုချိန်မှာအဓိကစိုးရိမ်နေတာကဒီလိုမျိုးစီးနှင်းစီးကနေတိုးပြီဆိုရင်တဲ့တို့ထိုင်းနိုင်ငံမှာပေါ့နော်ရဲတချို့ကအကတိလိုက်စားတာရှိတယ်။တို့ကလေဒီတော့တို့ပေါ့နော်မင်းတို့ကတရားမဝင်လာတဲ့သူတွေပဲငါတို့ဖမ်းလိုက်ရမလားဆိုပြီးတော့ငွေညစ်တဲ့ကိစ္စကြီးကြုံလာမှလည်းတို့ကြောက်တယ်ဆိုပြီးတော့ရှင်းဖွင့်ထားကြပါရှင့်။ ဒီတော့တို့အနေနဲ့ထိုင်းဆိုရအောင်တောင်းဆိုထားတာလေးတခုလက်ရှိပါတယ်အဲ့ဒါပါလဲဆိုတော့ထိုင်းဆိုရကအဲ့ကျွန်တော်တို့လိုမဖြစ်မနေအလုပ်လုပ်နေရတဲ့သူတွေအတွက်ပေါ့နော်အထူးလောက်သားဗီဇာ special work permit ထုတ်ပေးဖို့အတွက်မျှော်လင့်ပါတယ်ဆိုပြီးတော့ပင်လယ်စာလုပ်ငန်းလုပ်ကိုင်ရဲ့လုပ်သားတူကရှင်းဖွင့်ထားပါတယ်ရှင့်ကျွန်တော်နိုင်ငံမှာခက်ခဲပေါင်းများများစွာရှိနေတဲ့အတွက်ကျွန်တော်နိုင်ငံသားတွေကသူများနိုင်ငံမှာလုပ်လုပ်နေရတာဖြစ်ပါတယ်နော်ဒီတော့နိုင်ငံတွေအနေနဲ့ကတော့ဘယ်လိုဖြစ်ကျမတို့အပေါ်မှာတက်ညာမှုလည်းရှိမယ်ဆိုတော့ကောက်တာပါရှင်။ကျမအနေနဲ့ကတော့ ဘယ်ဘာကြောင့်ပဲသူများနိုင်ငံသွားပြီးအလုပ်လုပ်ရလုပ်ရပါတော့အပြစ်ရဲလို့ကျွန်မမပြောချင်ပါဘူးမိသားစုဘဝတွေအမျိုးမျိုးရှိရအောင်တချို့ကြောင့်လည်းစမှုမထမ်းချင်ဘူးပေါ့နော်ဒီတော့ဒါလည်းသူ့ရဲ့သူတို့ရွေးချယ်ရပါလေဟုတ်တယ်မသူတို့မှတိုင်းပြို့မချစ်တာသူတို့ကမှမလုပ်ချင်တာတော့ကျွန်မတို့ကပက်တက်နိုင်မှမရှင်းအဲ့လိုပေါ့ဒီတော့ဘလို့အဖြစ်ကိုယ့်နိုင်ငံကနေထွက်ပြီးတော့သူများနိုင်ငံမှာသွားပြီးဆိုမှတော့ကိုယ့်နိုင်ငံသားအချင်းချင်းအဆင်ပြေတာပဲမြင်ချင်တာတော့ကျွန်မတို့စိတ်စေတနာပါပဲရှင်း ဒါဆိုသူတို့ခုလိုခက်ခဲနေတဲ့ခါကြောင့်လည်းကျွန်မစိတ်မကောင်းပါဘူးရှင်။ဒါကြောင့်သူတို့ရဲ့ရှင်းဖွင့်ချက်လေးတွေလည်းကျွန်မအနေနဲ့တင်ဆက်ပေးတာဖြစ်ပါရှင့်။ဒီလိုမျိုးစီကတ်နေထုတ်လိုက်တဲ့အတွက်ထားနိုင်ငံမှာတကယ်ရောက်ရှိပြီးတော့ចောင်းတက်နေတဲ့ចောင်းသားတွေလည်းခက်ခဲရင်ဆိုင်လာတာရှိပါရှင့်။အဲ့ဒါပါလဲဆိုတော့ចောင်းနေရတဲ့စီးမြင့်တဲ့အတွက်ကို update မလုပ်ရသေးတော့ visa တက်တန်းတိုးဖို့အတွက်ကိုလည်းကြံ့ကြာနေပါတယ်ဆိုပြီး ID ចောင်းသားတွေရှင်းဖွင့်ထားတာရှိပါတယ်။အချို့ចောင်းနေဆိုရင်လည်းစီးမြင့်တဲ့ကိုအចောင်းပြုပြီးတော့ចောင်းလာခါတွေတိုးလိုက်တာရှိပါတယ်တဲ့။ဒါကြောင့်မြန်မာမိဘအများစုက အဆက်မတက်နိုင်တဲ့အခြေအနေတခုပေါ့နော်ဖြစ်သွားမှာလဲဆိုရဲဆိုပြီးပြောထားပါတယ်ရှင့်ဒါတကယ်ចောင်းတက်နေတဲ့ចောင်းသားတွေတော့မှအဲ့လိုခက်ခဲဖြစ်လာတဲ့ပုံစံလေးရှိပါတယ်ရှင့်ထိုင်းနိုင်ငံကမြန်မာចောင်းသားတွေအဓိကစိုးရိမ်တာကတော့ဒီစင်းမြင့်တက်တွေကြောင့်ပေါ့နော်ចောင်းလာခါတွေဗီဇာနဲ့နေထိုင်စိတ်တွေတိုးလာမှအောင်စိုးရိမ်နေတယ်ဆိုပြီးတော့ရင်းဖွင့်ထားကြပါတယ်ရှင့်ဒီတော့သူများနိုင်ငံပြောင်းလဲဖို့နဲ့အညီပေါ့နော်ကျမတို့ကဧည့်သည်ဖြစ်နေတဲ့အတွက်အခက်အခဲတွေဖြစ်လာပါဘောရှင် သူများနိုင်ငံရဲ့လုံဆောင်ချက်တွေကိုလုံဆောင်နိုင်ခြင်းမှမရှိအဲကျမတို့ကလေဒီတော့အဲ့ဒီသူတို့နိုင်ငံမှာဆိုလဲရှင်ပြောရမဆိုအကတိကိစ္စတွေရှိရပဲရှိတော့ဒီလိုမျိုးစင်းပြစည်းကမ်းတွေပေါ်မူတည်ပြီးလုံဆောင်တဲ့အစိုးရဝန်ထမ်းအချို့လည်းရှိတယ်ဒီတန်တွေလည်းကျမတို့နိုင်ငံသားတွေကခံနေရတာကျမတို့ကလေအဲ့လိုအဲ့လိုအခက်အခဲတွေပေါ့နော်ကိုယ့်နိုင်ငံမှာလည်းခက်ခဲရှိလို့သူများနိုင်ငံသွားတယ်သူများနိုင်ငံရောက်တော့လည်းအဲ့လိုအနိုင်ကျင့်တတ်တဲ့အစိုးရအဖွဲ့ဝင်အချို့ကြောင့်ဒုက္ခရောက်ရပြန်လဲဆိုတဲ့အခြေအနေတွေကကျမတို့ကြုံနေရတယ်ဒါအပြင်ကအချင်းချင်းရတယ် မြန်မာနိုင်ငံသားအချင်းချင်းကလည်းဟိုနေကဟို PDF ကိုထောက်ခံတာလားငါကမထောက်ခံတာလား PDF တော့ပတ်စံပေးပါအောင်ဆိုတော့ကိစ္စတွေကလည်းရှင်းဆိုင်နေရတယ်။နောက်ခက်ခဲတွေကအများကြီးပဲရှင်ဒီကအများကြီးပဲဒီတော့ဒီကြားတွေကိုကြော်လွှားနိုင်ဖို့အတွက်ကတော့သူတို့တော့ကဘယ်လောက်တည်အောင်မှကြီးမားတဲ့စိတ်ခွန်အားတွေလုံမလဲဆိုတော့ကျွန်မမပြောတော့ဘူးပေါ့နော်။ဒီတော့သူများနိုင်ငံမှာတော့ရှင်သူများစီကံပေါ့နော်အိမ်မနေအိမ်စီကံလမ်းမနေလမ်းစီကံသူများနိုင်ငံမှာနေသူများနိုင်ငံစီကံပေါ့လုံဆန်နိုင်ခြင်းမရှိအားရှင်အတိုင်းပဲလေအခက်အခဲတွေဖြစ်လာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားအချင်းချင်းနဲ့ဖိဖိမမလေးနဲ့လှုပ်ဆောင်ကြဖို့အတွက်လည်းတိုက်တွန်းချင်ပါရှင့်။ပြောင်းတဲ့ဒုက္ခရောက်နေဆိုတဲ့နဲ့ကုညီကြပါတော့။အရန်ခက်ခဲနေရဆိုတော့မြန်မာနိုင်ငံပြန်လာခဲ့ပါရှင့်။ကျမတို့ကြတော့ဒီလောက်ထိလက်လန်းမီပြီးလှုပ်ပေးနိုင်တဲ့အစွမ်းမရှိလေ။တို့ရင်ပြင်ဖွင့်လာလေးပဲပြောပြနိုင်တဲ့အစွမ်းပဲရှိရတဲ့အတွက်ကျမတို့ကစေတနာနဲ့ရင်ထဲမှာစိတ်မကောင်းလို့ပြောပြတာပါ။သွားတဲ့သူတွေထဲမှာကျမတို့ရဲ့မိသားစုတွေကျမတို့မောင်လေးညီမလေးတွေဟုတ်တယ်မလားကျမတို့ရဲ့တက်ဆိုင်တဲ့ဆွေမျိုးတွေပါမယ်ဆိုတော့ကျမတို့လည်းအဲ့လိုပဲစိတ်မကောင်းဖြစ်မှာပဲရှင်သိလား အားလုံးအကြောင်းပြချက်ကိုစီနဲ့ဘဝကိုစီနဲ့ခန်းစားချက်ကိုစီနဲ့ဒုက္ခကိုစီနဲ့လေဟုတ်တယ်မလားအရင်စစ်လိုက်တော့မြန်မာနိုင်ငံကြီးရဲ့အစိုးကြိုးတွေအားလုံးမြန်မာနိုင်ငံသားတွေပဲခန်းစားရတာပါပဲရှင့်ပြီးတော့ကျမကတော့ကိုယ်နိုင်ငံတိုးတက်ဖို့အတွက်ကိုပဲအတူစူးစမ်းပြီးလုပ်ပေးခြင်းနဲ့ကိုယ်နိုင်ငံတိုးတက်မယ်လောက်ကန်ခွန်လန်းတွေပေါင်းများမယ်လောက်ခလာစာကြီးတိုးလာမယ်ဆိုရင်နိုင်ငံသားပါတစ်ခါရောက်မယ်ကျမနိုင်ငံသားတွေအကုန်လုံးကျမပြန်ခေါ်လိုက်ခြင်းနဲ့ဒီလားပြီးသူတို့အလုပ်လေးပြီးပြီးအေးချမ်းချမ်းနဲ့နေစေချင်တာပေါ့နော်ဒါကတော့ကျမရဲ့ကျမတို့ရဲ့မျှော်လင့်ချက်တွေပေါ့ကျမတို့နိုင်ငံအတွက်ကိုကျမအလိုမျှော်လင့်ချက်တွေတော့ရှိရပါတော့ဒါပေမဲ့လည်း ရွှေပြည်တော်ကတော့ကျမတို့အတွက်မျော်နေတိုင်းဝေးနေတော့မှာပဲရှင့်။ဒါလေးကိုပဲစိတ်မကောင်းဖြစ်သွားနဲ့ကျမဒီသတင်းသုံးသပ်ချက်လေးကိုတင်ဆက်လိုက်ပါရစေရှင်။